ဒီ comment ကိုမြင်တဲ့ချိန်မှာလေ have a bag ကိုကြည်ပလိုက်တယ်သိလားအဲ့တော့အမသမီးပြီးဖို့ပြီးဖို့ပြီးစေရလို့ နော်ဆေးဝါးထဲမှာလည်းမရှိသလိုမရှိပါဘူးရှင့်နော်အဲ့တော့ဘာနဲ့ပဲဆိုင်လဲဆိုတာကိုပြောပြရတဲ့အခါမှာလည်းဒီရုပ်လေးဒီရေးနဲ့ဆင်မရေးမပြောပါနဲ့ဆင်မစာလေးပဲထိုးလိုက်ပါဆိုပြီးဆင်မဦးရုပ်ကလေးနဲ့ပြောပါနဲ့ဆိုပြီးပြောရတဲ့ comment တွေလည်းရှိသလိုနော်ပြောတဲ့အခါမှာလည်းတချို့ကြောင့်ကလည်းအဲနင်ကဆင်မရေးဘာဖြစ်လဲညာဖြစ်လဲလို့ပြောတဲ့တွေလည်းရှိကြတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်လေအမျိုးသမီးတွေရဲ့စိတ်ဆန္ဒကိုမပြီးမြောက်တဲ့အတွက်ပြီးမြောက်အောင်လုပ်ချင်တယ်ဆိုရင်ပြီးသေးရဲ့မရှိပေမဲ့လုပ်တဲ့အမျိုးသားဥဆောင်နဲ့စန်းဆောင်နဲ့အမျိုးသားရဲ့ပဲဆိုင် ုင်းနဲ့အဲ့တော့အကိုတို့အကင်းပါတတ်ဖို့ပဲအရေးကြီးတာနော်အကိုတို့အကင်းပါတတ်ဖို့ပဲအရေးကြီးတာစွမ်းဆောင်တဲ့အမျိုးသားနဲ့ပဲဆိုင်းတာမှုလို့ နော်ဘလို့အခြေအနေကိုယ့်ရဲ့ပါတနာဒီဘလို့ပိုဇီရှင်ဘလို့အခြေအနေပါဆိုရင်တော့ပြီးမြောက်မလဲဆိုတာကိုယ့်အနေကိုပွင့်လွှင်းစွာပြောပြီးရင်ချို comment တွေအောက်မှာလေအာကျွန်မကစိတ်မပါဘူးအနောက်ရေးဒုက္ခပြီးတယ်ဆိုတာခဲတယောက်ရောက်မှာပဲသိတယ်အဲဒီဟာတွေရဲ့စိတ်မပါလို့မိသားစုလည်းအာဏာနေရပါပြီဆိုတဲ့ comment ပေါင်းများစွာကိုလည်းတွေ့ရတဲ့ကိုကျဲစာတော့အားဖြင့်အိမ်တော်ရေးဒုက္ခတွေရရခြင်းတော့အားဖြင့်သူသဖြင့်မရင်ငယ်နောက်ကိုမပါစေခြင်းတော့အားဖြင့်မဆွေကောင်းသော positive ဘက်ကနေပဲဖြည့်ပေးတာအဲ့တော့တချို့အမြင်မတူရဲဆိုတူရဲဆိုလည်း comment တွေမှန်းကျင်လာတာမှန်းကြပြီးတော့ပြောကျင်လာတာပြောကြပါ ားလို့လွတ်လပ်စွာပြောလို့ရပါတယ်လို့ပဲပြောချင်ပါတယ်เนาะကျွန်တော်ကျွန်မတုံ့ပြန်မှာတော့မဟုတ်ပါဘူးရှင်အဲ့တော့ဟိုဘာပြောချင်တာလဲဆိုတော့ဥဆောင်နိုင်မျိုးသားတွေကအရေးကြီးတယ်ကိုယ့်မြင့်သမီးကိုယ့်ရဲ့ပါတနာကြီးဘယ်ချိန်နေမှာဘာကြိုက်တဲ့လဲဆိုတာကိုဒီသိဖို့အရေးကြီးရယ်နော်အဲ့တော့ဒီကတော့ဆေးဝါးနဲ့မဆိုင်ဘူးပေါ့နော်ဒီနေ့ comment ဒီနေ့ comment ဖြေပေးရပြောပေးတာကတော့ဘာဆေးဝါးတွေဘလို့သုံးဖို့ဆေးဝါးနဲ့မဆိုင်ဘူးအမေသမီးတယောက်ပြီးမြောက်ဖို့ဆိုတာမေသားတယောက်ရဲ့ကြာနေလုံးလုံးလဲမေသမီးတယောက်ကပြီးနေတာမဟုတ်တယ်လို့အမေသမီးတယောက်ကမေသမီးတယောက်ရဲ့ကြာချိန်ကလေ တချို့ကထင်တယ်ဘယ်လောက်ရှိတာလဲဆိုတော့15မိနစ်လားနိုင်ဝက်လားတနားလားအဲဆွဲဆောင်နေမတတ်နဲ့ပဲဆိုင်နေ position နဲ့ပဲဆိုင်နေလို့ပဲဆရာမအကြံပေးခြင်းတယ်နော်ကြာဖို့ကြာလုံးမှမသိဘူးရောက်ကပြီးနေရလဲမဟုတ်တလို့เนาะအဲ့တော့အပေးယူညနေဖို့ပဲကိုပါတနာနဲ့ကိုပေးယူညတဲ့ခါမှာပို့ပြီးအဆင်ပြေအဲ့ဒါလေးတိခါပြီးတော့ပွင့်လွှဲစာပြောထားပြီးရင်တော့ကိုယ့်ရဲ့အိမ်တော်ဘက်နဲ့ကိုပြေတဲ့ခါမှာကိုမကိုပဲဖြစ်တယ်ဆိုတဲ့အခြေအနေကြီးဖြစ်တာပေါ့เนาะအဲ့တော့ခုနေရတယ် ပြီးနိုင်ကြပါလေဆိုတော့ comment လည်းတွေ့တခြား comment တွေလည်းအများကြီးဒါမကြည့်ဖြစ်ဘူးဘောင်းတော့အကောက်ကသုံးကောက်နော်ချစ်စုကြီးတီချယ်စုကြီးဖုံးပြေလေးသုံးကောက်ကသွားနေဆိုတော့မလောက်ငါ့ကိုပြစ်နေတာပေါ့နော်တကယ်ပြေးနေအဲ့တော့ဒီ comment လည်းတွေ့တော့ဖြည့်ချစိတ်ပေါက်လို့နေသဘောရကြပါ ဟုတ်ကဲ့ပါရှင်ဟုတ်ပါရဲ့ရှင်ခဏလေးနေအောင်ပြီးတန်ကြပါစေ။ဘာပဲဖြစ်ဖြစ်အစားအစားအစာတွေရာဆန္ဒတွေပြီးမြောက်ကြပါစေပေါ့ရှင်။ကျေးဇူးတင်ပါတယ်ကွန်မန့်လေးဖြည့်ပေးလိုက်ပြီနော်။ဂျမိုင်းနဲ့ပတ်သက်ပြီးဆွေးနွေးကြနေဆိုရင်0259 9656 1 099 446 164မှာအာလာပြီးတော့မေးမြန်းလို့ရတယ်။မနေ့ကညနေ9နာရီအတွင်းမှာတော့ကျွန်တော်အက်ဒမင်တွေရှိတယ်ဝန်ထမ်းတွေရှိတယ်ဖြည့်ပေးတယ်။ညဘက်ဆိုရင်တော့7နာရီနဲ့10နာရီလောက်အတွင်းပေါ့နော်။အဲ့လိုချိန်ရင်းရတယ်နော်။7နာရီနဲ့10နာရီအတွင်းလေးမှာဖြည့်ပေးနေပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။တခါတည်း